မူလစစ်မှန်နေတဲ့တရားတရားကအမတန်တန်ဖိုးကြီးအကယ်၍များမိမိတို့ကလွလတ်တောင်းတာကဲ့သဗ္ဗညုတ်တသမ္မာသမ္ဗောဓိဉာဏ်ကိုလွလတ်တောင်းတာကဲ့ဒီဌာနကသမ္မာသမ္ဗောဓိဉာဏ်ကိုပြည့်ထိုင်လဲဆိုအားဖြင့်ပါရမီ7ပါးထဲမှာဖျားရှင်ဒီဒါနပါရမီတစ်ခုကိုလည်းထည့်သွင်းပြီးတော့ဟောထားပါတယ်နော်ပါရမီ7ပါးအပြတ်30စုံကြီးဘာမှလည်းသဗ္ဗညုတ်တဉာဏ်ဆိုတာကရပါပါရမီ7ပါးထဲမှာဒါနဒီ အစီအပိုင်းတစ်ခုအဖြစ်နဲ့ပါဝင်နေတယ်။ဒါကြောင့်ဒီဒဏ်နဲ့ဒီသဗ္ဗညတဉာဏ်ကိုရနိုင်စေတဲ့စွမ်းအားသူ့မှာမရှိဘူးလား။ရှိတယ်။ပြိစိကဘောဓိဉာဏ်ကိုလည်းလွလွတောင်းတော့ကဲရစီနိုင်တယ်။အဲ့ကသာဝကဘောဓိဉာဏ်မဟာသာဝကဘောဓိဉာဏ်ပဂတိသာဝကဘောဓိဉာဏ်ခေါ်တဲ့ဒီဘောဓိဉာဏ်တွေကိုရည်ရွယ်တောင်းတမှုရှိခဲ့ရင်လည်းဒီဒဏ်နဲ့ကဒီဘောဓိဉာဏ်တွေကိုရောက်အောင်ပို့ဆောင်ပေးနိုင်တဲ့စွမ်းအားရှိတယ်။အဲဒီဒီဘောဓိဉာဏ်တွေကိုအလိုမရှိခဲ့ဘူး။လူမင်းရှိစိတ်နမင်းရှိစိတ် ဇဇရမင်းစီစဉ်ခေါ်တယ်ဒီစီစဉ်လေးကိုအလို့ရှိကြရင်လေဒီဌာနကပြိနေတယ်ဆိုအောင်မရှိဘူးလားရှိနေတယ်သို့တော့ဘယ်လိုပုဂ္ဂိုလ်မှပြိလဲတိဇံခေါ်သီလဝတ္တဝတ္တမိနောတောသီလတ္တဣဇတိမေခွေသီလဝတ္တစေတောပဏိတိဝိသုဒ္ဓတ္တဟောသင်္ခါရုပပတ္တိသုဒ္ဓမေမှာဟောထားတယ်နော်တိဇံခေါ်သီလဝတ္တဝတ္တမိနောတောသီလတ္တတိဇံခေါ်ထိုကဲ့သို့သောအကျိုးတရားကိုရရှိနိုင်ခြင်းသီလပဲသီလဝတ္တသီလရှိတဲ့ပုဂ္ဂိုလ်ကအဟံဃာဖြာတိဝတ္တမိဟောတော်မူ၏ ဒုတိလတ္တတိလမရှိတဲ့ပုဂ္ဂိုလ်ကဟာငါဗျာဒီနောဝဋ္ဌာမိဟောတော်မမူတိလရှိတဲ့ပုဂ္ဂိုလ်ကသာလေငါဗျာကဟောပါတယ်တိလမရှိတဲ့ပုဂ္ဂိုလ်ကငါဗျာဒီလိုအကျိုးရလိမ့်မယ်လို့မဟုတ်ဘူးဘာဖြစ်လို့လဲဒေခဝေခြေတန်းရန်တို့တိလဝတ္တတိလရှိတဲ့ပုဂ္ဂိုလ်အားဝိသုတ္တတတိလစင်ကြဲနေသည့်အတွက်ကြောင့်စေတောပဏိတိစိရဲ့တောင့်တကြဟူသည်မြတ်ဤဣဇတိမချွေဧကံပြည့်စုံတတ်ပေ၏ သီလရင်စင်ကြနေတဲ့အတွက်ကြောင့်သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ရဲ့တောင့်တချက်ဟူသမျှဒီမကျွတ်အင်္ဂံပြည့်စုံတတ်ပါရဲ့ဒီလိုဆိုရင်ဒီကိတည်းကသီလရှိအောင်နေထိုင်ဖို့မကောင်းဘူးလားသိကောင်းတယ်သီလရှိနေတဲ့ပုဂ္ဂိုလ်ကသီလစင်ကြတဲ့အတွက်ကြောင့်စိတ်ရဲ့တောင့်တချက်ကမကျွတ်အင်္ဂံကိုပြည့်စုံနိုင်တယ်သို့သောထိုသီလကအရိယာမိတ်ညာနဲ့ကျင့်တွဲနေတဲ့အရိယာကန္တသီလမျိုးဖြစ်ခဲ့ရင်တော့ပြောကြရမလို့တော့အကောင်းဆုံးပါနော် အဲ့ဒီသီလအစဉ်ရှိမရောက်တော့ဘို့ဝိပဿနာဉာဏ်ဤထိုင်ရန်ထတဲ့သီလမျိုးဖြစ်ဖြစ်ရင်လည်းသိကောင်းတယ်သိကောင်းတယ်အဲ့ဒီအသီလမျိုးအစဉ်ရှိလည်းမရောက်နိုင်ရင်တော့ယုံနံကဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်အကြောင်းတရားအကျိုးတရားတွေကဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်အဲ့ဒီနာမရူပပြိစ္ဆေဒဉာဏ်နဲ့ပြိစ္ဆေပြိကဉာဏ်နှစ်ပါးထိုင်ရန်ထတဲ့သီလဖြစ်ဖြစ်ရင်လည်းသိကောင်းတယ်သိကောင်းတယ်အဲ့ဒီအစဉ်အထိမှမရောက်နိုင်ရင်တော့သေးသည့်တန်အောင်မလျော့ကြနိုင်တဲ့ဇန်တရားတွေထိုင်ရန်ထတဲ့သီလမျိုးဖြစ်ဖြစ်ရင်တော့သိကောင်းတယ် လွတ်လပ်တောင့်တချက်တွေအလုံးပြည့်စုံသွားနေတယ်နော်ဒီလိုဆိုရင်ဒီသီလမျိုးတွေဟာပြည့်စုံအောင်ဖြစ်ခြင်းကိုသိကောင်းတယ်ဒါသီလရဲ့စွန့်အင်ပဲသို့တော့ခုနကသရတရားရှိနေတဲ့ပုဂ္ဂိုလ်ရဲ့ခုနကသရစိတ္တံမှန်ဖြစ်သီလတည်းဟူသောမြေပေါ်မှာယက်တည်ပြီးပြည့်စုံပြည့်ထောင်လိုက်တဲ့ဒီဒါနရဲ့စွန့်အင်ကမမန္တမောရိညာပိစိကဗောဓိညာအက္ခတဝကဗောဓိညာမဟာတဝကဗောဓိညာပဂတိတဝကဗောဓိညာဒီဗောဓိညာတွေကိုလည်းပြည့်နေတယ်စွန့်အင်ဖြစ် လူမင်းစီစိန်နမင်းစီစိန်မြမမင်းစီစိန်စေတပရိမင်းစီစိန်ခေါ်တဲ့ဒီစီစိန်တွေကိုလည်းပြင်းနေလဲစွာရှိတယ်။တရားစစ်တရားမှန်နေလို့သို့တော့အဲ့ဒီတရားစစ်တရားမှန်ကပြပြသွားပြီ။ရှေကုလို့ဘေရင်ဟောလို့တိတိပေးလို့ပန်းပေးလို့ကြီးညိုတယ်ဆိုတော့အဲ့ဒီကြီးညိုလို့လှူဒါန်းလိုက်တဲ့ဒါနကြတော့အဲ့ဒီစွာအမျိုးတွေရှိသေးလား။မရှိတော့ဘူး။စွန့်အင်းတွေညော့သွားတယ်။ယရဏသုံးနံတို့ရဲ့ဘုရားကုန်တရားကုန်တန်ခါကုန်ကုန်အာယံယူပြီးလှူဒါန်းနေတဲ့ဒါနတိလာတိဟူသောမြေပေါ်မှာယက်တိပြီး လူတဲ့နေတဲ့ဒါနကတာအကျိုးပေးဘယ်နဲ့ကအဆင်းမြင့်နေအဲ့ဒီလိုသီလာတိဟူသောမြေပေါ်မှာယက်တည်ပြီးတော့လှူဒါန်းတဲ့ဒါနမျိုးမဟုတ်ဘူးစေကုလို့တို့စေကုပေးလို့တို့ပေးရင်ဟောပေးလို့တိတိပေးလို့ပန်းပေးလို့အဲ့ဒီပုံစံစနစ်ဖြင့်လှူဒါန်းတဲ့အလှူဒါနကြတော့အဆင်းနေတော့ယရဏသုံးတန်တို့ရဲ့ဂုံကျစ်စုကိုကြီးညိုတဲ့သရတရားပြတ်ထမ်းပြီးလှူဒါန်းမျိုးမဟုတ်တော့ဘူးအဆင်းနေသွားပြီအဆင်းနေတော့တဲ့အတွက်အလှူခြင်းမှာအကျိုးပေးနိုင်တဲ့စွန့်အင်တွေညွန်နေပြီမသွားဘူးလား ယုံနေတော့ပြီဒါကြောင့်ဘုရားရှင်ကဒီလိုလုပ်ငန်းရက်ပြုလုပ်တာသန္တာတော်မှာမနှိမ့်ချိုက်ဘူး